မင်္ဂလာမနက်ခင်းပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလာပိတာညောင်ဦးစီတန်းမှာ2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်ပြန်မှုတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲချိန်တိုက်တော်ရရှိခဲ့တဲ့အနေအဆုံးဒီချိန်များမှာနေပြည်တော်ရန်ကုန်မြို့နဲ့မန္တလေးမြို့တို့မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖောင်ရိုက်စီတို့ဖြစ်ကြပါတယ်။တိုင်ဖုန်းမုန်တိုင်းခန့်မိခဲ့ခြင်းနေတဲ့တိုင်ဖုန်းမုန်တိုင်းခန့်မိခဲ့ခြင်းနေတဲ့ ဒီကနေ့မနက်မြန်မာစံတော်ချိန်9:00ခွဲချိန်တိုက်တော်ချက်များရာတောင်ပြုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းခံမိခီဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားလဲရှိပြီး BNN နိုင်ငံဒါနန်မြို့ရဲ့အရှိအရှိတောင်ပတ်ရေမှ330မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြူနေပါတယ်တိုင်ဖုန်းမုန်တိုင်းခံမိခီရဲ့တည်နေရာဘဟုချက်လီပီးယားနယ်လေတိုက်နှုန်းအဆိုပါတိုင်ဖုန်းမုန်တိုင်းခံမိခီဟာ ဒီကနေ့မနက်မြမစံတော်ချိန်9:00ခွဲအချိန်မှာမြောင်လက်တီကျုပ်73ဒသမ3ဒီဂရီနဲ့အရှိလောင်ကြီးကျုပ်113ဒသမ1ဒီဂရီမှာရှိပြီးဘိုးချယ်လီပီအား955ဟတ်တိုပါစကဲနဲ့အမြင့်ဆုံးလီတိုင်တို့မှာတနအိုင်ကို85မိုင်နှုန်းခန့်ဖြစ်ပါတယ်။နောက်24နာရီအတွင်းခံမှန်းချက်အဆိုပါတိုင်ဖုန်းမုန်တိုင်းခံမိကီဟာအနောက်ဘက်သို့ရွေ့လျားနိုင်ပြီးဒီကနေ့ညပိုင်းမှာ ဗီယက်နမ်နိုင်ငံကံကြီကိုဒါနမ်မျိုးရဲ့တောင်ပတ်မှဖျက်ချောင်းနိုင်တယ်လို့ခံမှန်းရပါတယ်။ထို့မှတစင်အနောက်အနောက်မြောက်ဘက်သို့ယူလျာနိုင်ပြီးနောက်24နာရီတွင်ဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံနဲ့စစ်တီသားတို့ကိုအောက်ောက်နဲ့အပူပွဲပုံနိုင်ခံမိကီအဖြစ်ဖြင့်ဆက်လက်ဖျက်ချောင်းနိုင်တယ်လို့ခံမှန်းရပါတယ်။တတိပေနိုဇော်ချန်အဆိုပါတိုင်ဖုန်းပုံနိုင်ခံမိကီမှာပြတ်ထွက်လာတဲ့တိမ်တိုင်များကြောင့်၈ရက်၁၇လ၂၀၂၅ရက်နေ့မှာ၁၀ရက်၁၇လ၂၀၂၅ရက်နေ့အတွင်း နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးတနင်္သာရီဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနယ်ရှေးပိုင်းတို့မှာနေရာစိတ်စိတ်မှာနေရာအနှံပြမုတ်ထချုံရွာပြီးအချို့ဒေသများမှာဒေသလိုက်နဲ့နေရာကွက်ရီမူကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်ယောဂကျုံမောမုံတမောကိုမုံတရင်းတိုင်းကံလို့ရှောင်းတဲ့ကံလုံးပင်နဲ့ပြင်းတော့မှတခါတည်းရန်မိုးသက်လေးပြင်းများကြောက်ရောက်ပြီးလှိုင်းတဲ့တဲမှာလိုင်းချနေပါလိမ့် မိုးသက်လေပြင်းကြခြင်းရေပြင်းမြေပြင်းလင်းအားတနအိုင်ကို25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြေမှာမြို့ဝကျွန်းပေါ်မုံတမောက်ဝေးမုံတန်းဆိုင်ကရရှောင်းနဲ့ကံလုံပင်လေပြင်းတို့မှာခုနှစ်ပြည်မှကိုပီကန်ရှိနိုင်ပါတယ်။အကြံပြုချက် ့ဖြစ်ပါရေမိုးတဲထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကျုပ်ဖြစ်ခြင်းပျက်စီးလက်ခြင်းမိုးတီးကျွေးခြင်းလျှက်ပြရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးရန်များဖြစ်ပေါ်နိုင်မှသဖြင့်အဆိုပါဒေတာများရှိကုန်းမြေဒေတာနီမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအနေနဲ့ငင်းငယ်ချောင်းငယ်များနီမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှရတဲ့ ြည်တွင်းရေချောင်းသွာလာရေးလေချောင်းပြန်တမ်းရေးနဲ့စေမြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်တရီပေးနုဆောင်အပ်ပါသည်ဒီကနေ့မနက်6:00နာရီခွဲအချိန်မိုးလေဝသကြိုးတို့မှဖမ်းအောင်ရရှိနေပုံရကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့မင်္ဂလာပင်လယ်တောင်ပိုင်းတို့မှာတိမ်တင်းတင်းဖြစ်ထွန်းနေပြီကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်းမင်္ဂလာပင်လယ်တို့မှာတိမ်တင်းငယ်ဖြစ်ထွန်းနေပါသည်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်တင်းတင်းမှအတိတ်တို့ထနေပြီ ကျန်နေတာတွေမှာတိမ်နေငယ်မှာ တိမ်တင်တင်ဖြစ်တော်နေရကိုတွေ့ရပါတယ်။မြမပင်နေပြမမြမကဲဝင်ရတဲ့ရှောင်းနေကမ်းမပင်နေပြလို့မှာတခါတည်းရန်မိုးသက်လေးပြမကြရောက်ပြီးလှိုင်းတင်တင်မှာလှိုင်းချင်နေပါတယ်။မိုးသက်လေးပြကြတဲ့ရေပြင်းမြေပြင်းလေးဟာတနအီကို25မိုင်မှာမိုင်30အထိတက်ခတ်နိုင်ပါတယ်။လှိုင်းမြမမြမကဲဝင်ရတဲ့ရှောင်းနေကမ်းမပင်နေပြလို့မှာ ခုနှစ်ပြမကိုပြီးခဲရှင်နေပါတယ်။ဒီကနေ့ညနေတီခံမှန်းချက်များအနေနဲ့ကတော့ မကွေးတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြောင်းချင်းပြည်နယ်စကနတ်ဒေသကြီးအောက်ပိုင်းမန္တလေးတန်းဒေသကြီးနဲ့အေရော်တန်းဒေသကြီးတို့မှာနေရာချက်ချင်းကချင်ပြည်နယ်စကနတ်ဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်ကယားပြည်နယ်မေပြည်တို့ပဲခူးတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာစစ်စစ်နဲ့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတန်းဒေသကြီးတို့မှာနေရာနှံ့ပြားမိုးထချုံပြောပါမယ် နေပြည်တော်နဲ့ညီတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခံမှန်းကြမှာနေရာကွက်ကြားမှုတချို့ပြောပါမယ်အမြင့်ဆုံးဒီမှာ32ဒီဂရီဆက်စီရဲ့60ဒီဂရီဖာရန်ဟိုက်ရှင်းနေပါလိမ့်ရန်ကုန်မြို့နယ်ညီတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခံမှန်းကြမှာလဲနေရာကွက်ကြားမှုတချို့ပြောပါမယ်အမြင့်ဆုံးဒီမှာ32ဒီဂရီဆက်စီရဲ့60ဒီဂရီဖာရန်ဟိုက်ရှင်းနေပါလိမ့် မန္တလေးမြို့နယ်ဤတဝိုင်းတွင်ဒီကနေ့ညနေတိမိုးလေဝသအခြေအနေခံမှန်းကြမှာလေးနေရာကွက်ကြားမှုတစ်ချုံပြောပါမယ်အမြင့်ဆုံးအချိန်မှာ33ဒီဂရီဆက်စီယံ67ဒီဂရီဖာရန်ဟိုက်ရှိနေပါလိမ့်နောက်နှစ်ရက်အတွက်ခံမှန်းချက်အနေနဲ့ကတော့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတမသားကြီးတို့မှာနေရာစိတ်စိတ်မှာနေရာနံပြမိုးထစ်ချုံပြောပါမယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်ကုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေရှင်